င်္ဂလာပါလှုပ်လှုပ်ရှားရှားတင်ပြများဆိုတဲ့အစီအစဉ်ရပြန်နေကြိုးဆိုပါတယ်ဟုတ်ကဲ့မင်္ဂလာပါကိုကောင်းဆိုင်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ဒီတစ်ဖက်ကတော့ကိုယ်လှုပ်လှုပ်ရှားရှားဘာတင်နေများထူးထူးခြားခြားဖြစ်သွားတယ်ဒီဘက်မှာဘာထူးထူးခြားရှိလဲဆိုတော့ NCA ပေါ့နော် NCA နှစ်ပတ်လည်ပြည့်10နှစ်ပြည့်ဟာရှိတယ်နောက်ပြီးရင်နောက်တစ်ခုကဂျေကော့ပွဲနဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်ပြည့်စင်တာလေဒါကျွန်တော်တို့အနေနဲ့ထူးထူးခြားခြားလို့ကျွန်တော်တို့တက်လို့ရရပါမနော်ပြီးတော့ဒါကြားဖြန့် ကကေဘတ်ပေါ့နော်ကကေဘတ်မှာကြွားပြန်ဝင်ပြီးရောင်ပြဝင်စီးတဲ့ဟုတ်ကဲ့စက်တက်က ရောင်ပြဝင်စီးတဲ့ကိစ္စနော်ဟုတ်ကဲ့အဲ့လည်းနည်းနည်းလှုပ်လှုပ်ချာချာဖြစ်တယ်ပေါ့နော်ဒီဟုတ်ကဲ့ဒီ NCA နဲ့ဟောဟိုဒါ NCA ကဒီ NCA နှစ်ပတ်ဒီစနစ်ပြည့်ကိုအသုံးချပြီးစက်တက်ကဒီမင်းအောင်လာရဖားတယ်ပြောလင့်နေတယ်နောက်ပြီးတော့လည်းဘလို့အသုံးချသွားလဲဆိုတာဟောဒါအခုအမြင်လေးပြောပြအခုဒီ70ပြည့်မှာမဟုတ်ဘူးပေါ့နော်ဒါ NCA ဒါ NCA ဆိုတာ 2015ခုနှစ်ထဲကစပြီးတော့တို့ဟို ANCI ဆွေးနွေးပွဲတွေလုပ်ခဲ့ကြပါတော့အဲ့ဒီနေရာမှာဒါစစ်တပ်ကသူ့မှာသူ့ရဲ့မျှော်လင့်ချက်တစ်ခုရှိရဲသူ့ရဲ့အကြံပေါ့ရှိရဲပေါ့နော်ဒီ ANCI ရဲ့အတိတ်ပဲအကောင်းဆုံးအောင်မှာသူကနိုင်ငံကို လုံးဝထိန်းချုပ်ဖို့ ਨੇ စစ်စစ်တပ်ရဲ့အာဏာပေါ့နော် တည်မြဲဖို့ဒါအမြဲတမ်းဟိုကြံစီတယ်အတုံးချရတဲ့အတွက်အတုံးချရတဲ့အခါတခုရှိရဲပေါ့နော် ဒါငြိမ်းချမ်းရေးနဲ့မဟုတ်ဘဲနဲ့သွားအာနာတီမြဲရေးအတွက်ကဒါစစ်တပ်ကဒီ NCA ကိုအမြဲတမ်းအသုံးအသုံးချတယ်။ဒါကြောင့်မို့လို့ပဲဒီပြောပြောမယ်ဆိုလို့ရှိရင်ပေါ့နော်။ Union Peace Dialogue Joint Committee လိုမျိုးအဖွဲ့တွေအဖွဲ့တွေရှိတယ်။အဲ့ဒီမှာဒါစစ်တပ်ကကိုယ်စားလှယ်တွေစစ်တပ်ကအရာရှိတွေကိုဒါအသွင်ဟိုပါပေါ့ပုံစံတစ်မျိုးနဲ့ထည့်သွင်းတာကအမြဲသူ့ရဲ့ပါဝင်မှုဟုတ်တယ်။အပါဝင်မှုဟိုသူထိန်းချုပ်နိုင်အောင်ပေါ့နော်။အာမြင့်တယ်။ရလာနေနေကတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီစစ်တပ်က နိုင်ငံရေးမှာငញ្ញမ်းရေးကိုအဓိကပါဝင်ပြီးတော့ပုံဖော်နေတဲ့လူတယောက်အနေနဲ့ဒါဟိုစစ်တပ်ကိုရှုမြင်အောင်ဒါသူတို့အနေနဲ့ဟိုပုံစံတွတ်သွင်းနေပေါ့နော်နောက်နောက်တစ်ချက်ကပြီးတော့အီယာအိုလီပေါ့နော်ဒီလက်နက်ကိုင်တော်လက်လက်နက်ကိုင်တိုင်းသားလက်နက်ကိုင်အဖွဲ့ကြီးဈာမှာ तू ကလက်မှတ်ထိုးတဲ့အဖွဲ့ရဲ့လက်မှတ်မထိုးတဲ့အဖွဲ့ရဲ့ဆိုတော့နှစ်ခုသူကခွဲလိုက်တယ်ခွဲပြီးတော့လက်မှတ်ထိုးတဲ့အဖွဲ့တွေကို तू ကဘယ်လိုဘယ်လိုလဲဆိုဒီရပိုင်권နေပေးတယ်လုံပိုင်권နေပေးတယ်နောက်ပြီးတော့သူတို့နဲ့နေကတဲ့ဆက်ဆံရေးထူထောင်ပြီးတော့အခွင့်အရေးတွေပေးကြအောင်မြင်ရတယ်လို့ အလားတူတစ်ဖက်မှာလည်းလက်မှတ်မထိုးတဲ့အဖွဲ့တွေကိုဆိုလို့ရှိရင်ဒီဘယ်လိုပြောရမလဲအကြမ်းဖက်အဖွဲ့တွေဖြစ်သူတို့တတ်မှတ်တယ်စစ်စင်ရေးလုပ်ဖို့တတ်သူအကြောင်းပြချက်ကောင်တခုရရှိသွားတယ်ပေါ့နော် နောက်အဲနောက်ဆုံးရလတ်အနေနဲ့ဘာဖြစ်သွားလဲဆိုတော့ဒီစစ်တက်စစ်တက်ရဲ့ပုံသွင်းမှုတွေကြောင့်ပုံဖော်မှုတွေကြောင့်လက်နက်ကန်တိုင်းသားအဖွဲ့တွေအချင်းချင်းမှာမညီမျှမှုတွေဂျာမပုတ်တိုက်မှုတွေတုံးနဲ့တူခွဲခြားခံရမှုတွေဒါဖြစ်ပေါ်လာတော့ဒါကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ ဟို Federal ပေါ့နော် Federal ACA လို့ပြောလိုက်ပြီဆိုလို့ရှိရင်ဒိုင်းသာလနဲ့ကန်အဖွဲ့တွေအကုန်လုံးက Federal ဆိုတဲ့အတန်ထွက်လာတယ်။ဒိုင်းသာလနဲ့ကန်အဖွဲ့တွေခေါင်းဆောင်တွေသူတို့ယုံကြည်ထားတဲ့သူတို့သိရှိထားတဲ့သူတို့လက်ခံထားတဲ့ Federal ဆိုတာကဘာလဲဆိုတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်ကိုပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိရမယ်ကိုပိုင်အုပ်ချုပ်ခွင့်တွေပေါ့နော်ဒါပြည်နယ်အဆင့်တွေပေါ့အဲ့လိုမျိုးတို့ကဟိုဘယ်လိုမြင်နှားကြတာပေါ့နော်တကယ်တမ်းလက်တွေ့မှာတော့စစ်တပ ကပြောတဲ့ Federal ဆိုတာဘယ်လိုမျိုး Federal လဲဆိုတော့နိုင်ငံကလည်းခွဲထုတ်ခွင့်မရအောင်ဟိုမင်းတို့ခွင့်ရေးပေးမယ်သူတို့ပေးတဲ့သူတို့ကမ်းတဲ့အာဏာတစ်ခုပဲဟိုဘောနော်ခုနလေးမသိသိချာလုံးဝဖြစ်ခွင့်ရေးဆိုတဲ့နေရာမှာအခွင့်အရေးပေးတယ်ဆိုတာလဲသူကလက်နက်ကင်ထားတဲ့ဒီဥမာဟိုဟာ သူတို့ပြောတဲ့သူတို့နဲ့သဘောတူဟိုပလင်းတူပိုးဆိုလက်နှက်ကိုင်းတဲ့လူတွေကိုပဲစီးပွားရေးလုပ်ပိုင်ခွင့်အခွင့်အရေးတွေပေးတာလို့ကျွန်တော်တို့မြင်တယ်။အခွင့်အရေးဆိုတဲ့နေရာမှာလေပြည်သူတွေအဲပြည်နယ်သူပြည်နယ်သားတွေအဲအခွင့်အရေးတွေသိမ့်မရဘူး။မရအောင်။အဲသူတို့တတ်မှတ်တဲ့ Federal ဆိုတော့ဒီစစ်တပ်ကအောက်မှာရှိရပြည်နယ်တစ်ခုအနေနဲ့နေရာတစ်ခုအနေနဲ့ပဲသူတို့ကအဲ့လိုမျိုးတတ်မှတ်ပြီးတော့ပေးချင်တာပေါ့နော်။အဲ့တော့ပြောမယ်ဆိုရင်ဒီ NCO နောက်ခံထားပြီးတော့ဟို Federal ကိုမပေးချင်ဘူး။ဒါပေမဲ့သူတို့ကအနေနဲ့ Federal Federal ဆိုပြီးတော့အနေနဲ့သုံးတဲ့ဇာတ်ကားရေးရှိတယ်။ အခုဟိုဝါဆိုရှင်တို့ပေး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 ဂရုမဆိုင်ဖရယ်တို့ပါတို့တို့ရဲ့ဟို confederate အစ်စ်နဲ့တို့ပါနေနေရဗျာနောက်ပြီးလို့ရှင်တို့ကိုယ်တိုင်ဟိုနေရအတီးပြူချက်တွေတို့ရဲ့ဟိုလွတ်တော်ဘယ်လိုပြောမလဲနိုင်ငံကြီးမှာပေါင်ရင်ဖို့ဆိုရင်ဇော်မင်းထွန်းပြောသွားတယ်လို့ဟို sorry ယာကြည့်ပြောသွားတယ်လို့ပဲလွတ်တော်ထဲမှာမဲခွဲပြီးတော့မှမင်းတို့တွေဒီဒီလိုမျိုးဟာဆုံးဖြတ်လို့ရတယ်တတ်မှတ်လို့ရတယ်ဆိုတဲ့ခါတွေကိုတွားတယ်အဲ့တော့ပြန်ပြီးတော့တုံးချုံငုံပြီးပြောရမယ်ဆိုလို့ရှိရင် NCA နဲ့အတူနောက်ဆုံးတဲ့ပါလာ Federal ဒါပေမဲ့ Federal ဆိုတာတိုင်းသားရဲ့တည်ထားတဲ့တိုင်းသားရဲ့လိုချင်တဲ့ Federal မဟုတ်ဘူးစစ်တပ်ကသူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ပြည်နယ်ကိုတတ်မှတ်တဲ့ Federal ပုံစံမျိုးပဲဒါသူကပေးမယ်ဆိုရဲပုံစံနဲ့ NCO အတုံးချပြီးတော့ခိုင်ဆွဲထားတာရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ NCO တို့ပြောလိုက်ဆိုတာနဲ့ဒါငင်းငယ်ရေးဆွေးနွေးပွဲပေါ့နော်ဒါပြောမယ်ဆိုငင်းငယ်ဆွေးနွေးပွဲမှာဆိုလို့ရှိရင်တက္ကပါလုံးကငင်းငယ်ရေးကိုလိုချင်ကြတယ်ငင်းငယ်ရေးကိုလည်းပို့ဘာလုံးကဟိုလိုလားကြတယ်အဲ့ဒီအတွက်ဒီလိုမျိုးပွဲတွေလုပ်တဲ့အချိန်မှာတရုတ်တို့ဂျပန်တို့ ဒါနောက်ပြီး EU ကအဖွဲ့တွေပါတယ်အဲ့လိုနိုင်ငံတွေကလာပြီးတော့ဒီဟာကိုလေ့လာသူအဖြစ်နဲ့တက်ရောက်ကြရေးပါတယ်ဒီဟာကိုသူက NCA ဘောကိုမူတည်ပြီးတော့ဒီလိုငញ្ញိုင်းဆွေးနွေးပွဲနှစ်ပတ်လည်နေ့ပေါ်သူကမူတည်ပြီးတော့မလုပ်သွားလဲဆိုတော့သူ့ရဲ့တရားခွင်မှုကိုသူတစ်ဖက်တစ်လမ်းသူရအောင်တွယ်ဝိုက်ပြီးတော့သူရအောင်စ조사ခဲ့ရတဲ့အနေထောက်ဒါကျွန်တော်တို့တွားပြီးမြင်ရတယ်ပေါ့နော်အဲ့တော့ပြောမှဆိုရင် NCA ဆိုတာလည်း ဟိုဆက်တက်ကသူ့ရဲ့နိုင်ငံရေးထိန်းချုပ်မှုရဲ့သူ့ရဲ့အာဏာလက်မလွတ်ရရည်အတွက်ဒါသူညံ့ညောနေပြီးအကောင့်ထဲပုံနေတဲ့အရာပဲဒီအားတွေကတော့အလုံးဖြစ်လားမဖြစ်လားဆိုလို့ရှိရင်ဒါအကိုလက်သိရတိုင်းပဲအရင်တော့ဒီ ANC နဲ့ပတ်သက်ပြီးတော့အဖွဲ့ဆယ်ဖွဲ့လက်မှတ်ထိုးတာပေါ့နော်အဲ့ဆယ်ဖွဲ့မှာအခု6ဖွဲ့ဆိုလို့ရှိရင်သူတို့နှစ်ပတ်လည်နေမဆခဲ့မှာပဲဘာထွက်သွားလဲဆိုတော့မင်းတို့ဒီ ANC ဆိုတာတကယ်ဒီစက်ကူစုပ်သတာပဲရှိရဆိုပြီးတော့သူတို့အနေနဲ့ဟိုပြောပြောထွက်သွားအဲ့6ဖွဲ့ကတော့ KNU မျိုး KNU ပါတယ်နောက်ပြီးရင် ဒီ CNF ပါတယ်နောက်ပြီး ABDF ပါတယ်နောက်ပြီး NNSB ပါတယ်နော်လာဟူဖွဲ့တွေပါတယ်ဆို PNN လို့ PNN အဲ့လိုဖွဲ့တွေပါတယ်ပေါ့နော်အဲ့လိုဖွဲ့တွေကတော့လုံးဝဒီ NCO စွန့်ခွာသွားပြီလို့ဒါကျွန်တော်တို့မြင်ရတယ်ဒါကလည်းဒီချက်ထူးခြားတစ်ခုရှိသေးတယ်စက်တက်နဲ့အရန်နီးကပ်ပါတယ်ဆိုရက်စက်တက်ကိုဟိုအပြစ်လည်းလည်းမပြောဘဲနဲ့အာနာသိန်းနေရထောက်ခံခဲ့တယ်ထောက်ခံခဲ့တဲ့ဒါ RCS ပေါ့နော် USS ဆိုလို့ရှိရင်သူကိုယ်တိုင်ဒါ န်စီအနှစ်သာရလုံးဝမရှိတော့ဘူးအနာသိမ်းလိုက်တည်းကအန်စီအနှစ်သာရပျောက်သွားပြီဆိုတော့ပျောက်သွားဆိုပြီးတော့ဟုတ်တယ်တကယ်တော့ပျောက်သွားပြီပေါ့နော်သူလည်းမတက်ဘူးနော်သူလည်းမတက်ခဲ့ဘူးဒါကျွန်တော်ထူးထူးခြားခြားတွေ့မြင်ရတဲ့နေရာတစ်ခုရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့အဲ့အဲ့အန်စီနဲ့ပတ်သက်ရင်အဲ့နေရာသာသတင်းစာရှင်တွေဘက်ထူးမှာဒါ BOA ရဲ့ဌာနမှူးခေါင်းတယောက်ဖြစ်တဲ့ဦးတန်းလွင်ထုံးကလည်းဒါမေးသွားတယ်ပေါ့နော်ဒီတစ်ဖက်မှာဒီ NCA လုံနေနဲ့ဘာကြောင့်ဒေချောင်းတိုက်ခိုက်မှုဖုံးကျဲမှုတွေရပ်သားထိခိုက်မှုတွေများလာဆိုတာဟာသူမေးသွားတဲ့အထက်မှာ တစ်ဖက်ကဒီစစ်ဘိုလ်လူထွက်ပေါ့နော်စစ်သားလူထွက်ဟိုပညာရှင်အမိခံဒေါက်တာအောင်မျိုးကတော့ဒါကသူတို့ရဲ့အဲနိုင်ငံတော်အစိုးရသူတို့တတ်မတော်အနေနဲ့ဒါရှင်းရှင်းပြောရင်အရန်ကိုညှာတာထောက်ထားပြီးတော့ပေါ့နော်ဟိုချုပ်တီးပြီးတော့ဌာနချုပ်တွေဆိုလည်းဘုံမကျဲပါဘူးဒါပေမဲ့ကျွန်တော်မြင်တာကကိုကဌာနချုပ်တွေတော့ဘုံမကျဲဘူးဒါပေမဲ့ဖုံးကြီးကျောင်းတွေစာသင်ကျောင်းတွေတော့တောက်လျှောက်ဖုံးကျဲတာကိုကျွန်တော်တို့တွေ့ရတယ်နေ့စဉ်ဖုံးကြီးကျောင်းတွေကိုဘုံကျဲလို့ ဟိုဘုံကြီးဘယ်နှပါပြန်လုံတော်မူတယ်ပြည်သူဘယ်နှယောက်ထိခိုက်တယ်ဆိုတာဟာလေနေ့စဉ်ကျွန်တော်တက်လာတယ်ဒီ NCA နှစ်10နှစ်ပြည့်လုပ်တဲ့နေ့15ရက်နေ့မှာကိုမြို့နယ်ကိုမြို့နယ်မှာတေချောင်းတက်ခတ်မှုရှိပါတယ်ဒါပေမဲ့ခုနပြောသေးကကျွန်တော်ပြောလက်နက်ကင်အချင်းချင်းတိုက်တဲ့တိုက်ပွဲမှာခုနလိုဌာနရန်သူထအဒီဆက်အဒီတိုင်းသားလက်နက်ကင်နေပြီးဒီဌာနချုပ်တွေကိုဘုံချဲခဲ့ရင်တော့မှကျွန်တော်တို့ကဒါသူစစ်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါအပြစ်မပြောသေးဘူးဗျာဒါစစ်ပွဲစစ်ပွဲမှာတော့လောက်တာဒါဒါပေမဲ့ ဒီဌာနချုပ်တွေကျတော့ဘုံမကျအောင်ဒီပြည်သူတွေရသားတွေရဲ့နေအိမ်တွေကိုပဲတည်တံဘုံကျဲတယ်ဆိုတော့ဒါကဟိုရှင်းပြဒါလုံးဝဒါစစ်ရာစုမှုတစ်ခုပဲနောက်တစ်ခုက NCA တို့ကငញ្ញញ៉ៃငញ្ញញ៉ៃနဲ့ပါဇက်ကပြောနေပြန်တကယ်တမ်းငញ្ញញ៉ៃရသူတို့မလို့ချင်းဆိုတော့ကျွန်တော်တွေ့ရတယ်။ဘာကြောင့်ဆိုတော့ဟိုသူကဒီတိုင်းသားတွေကိုအင်အားအရန်ကြီးထွားပြီးတော့ဟူးလိုမျိုးသူတို့မနိုင်မနိုင်ဘူးလိုမျိုးသူတို့ဘက်ကဒါကမနိုင်နိုင်တဲ့အနေအထားကိုတိတော့ညာနှစ်ခုလုံးအချင်းတွေလို့ဒါမျိုးလဲသူတို့ကမဖြစ်ချင်သလိုဒီတိုင်းသားလက်နက်ကနေလုံးလုံးပျောက်သွားမှလည်းသူကမလို့ချင်းဘူး။ ဒါစစ်တပ်ကသဘောဒါအဲ့လိုပုံစံကျွန်တော်တော့တွေ့ရတယ်ဘောနော်ဒါကြောင့်မလို့တို့ကဟိုလုံလုံဟိုမဟိုအပြတ်လည်းလည်းမလုပ်ဘူးဘာကြောင့်လဲဆိုတော့တို့ကဒီလက်နက်ခံတိုက်ပွဲတွေပြည်ရင်းစစ်တွေဒါမျိုးမရှိလို့ရှင်တိုင်းပြည်မှာစစ်တပ်ဆိုတာမိသက်ဖြစ်သွားမှာဘောနော်မိသက်တာတာပဲတို့ဘာမှတို့အရေးပါမှုဘာမှအဲ့ဒါတို့ကတို့ရဲ့အရေးပါမှုတို့ရဲ့ဟိုနေရာတကာပါဝင်ခြင်းနဲ့ဒါထိမ့်သိမ်းထားတဲ့အနေနဲ့စစ်ပွဲကိုလည်းဟိုငញ្ញိုင်းရေးတို့ပါဇက်ကပြောနေပြင်မယ်လေတစ်ဖက်မှာလည်း စစ်ပွဲကိုဖန်တီးနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ရှေးမရှိကြီးဒါမျိုးလုံးတဲ့ပုံစံပြောတာနှစ်ပေါင်းများစွာလေးကဒါတွေ့ရတယ်ပေါ့နော်ဟုတ်နောက်ပြီးတော့ဒီအာနာဒါခုနပြောခဲ့ရတော့အာနာဟို sorry 2015နေပြီးတော့တရှိချင်ချူတာကျွန်တော်ပြောခဲ့တာအဲ့တော့မှထပ်ပြီးတော့ highlight ပြန်ထုတ်ကြမယ်ဆိုလို့ချင်းအာနာတဲပြီးနောက်ပိုင်းမှာသူက NCA ပေါ်ဘလို့အတုံးချလဲပေါ့နော်အဲ့လိုမျိုးအချက်တစ်ချက်ကထွက်လာပြန်အောင်အဲ့ဒါဘာလဲဆိုတော့ဒီ NCA ကိုသူတို့ဘလို့မျိုးအတုံးချလဲဆိုလို့ရှိရင်ဒီ ညဉ့်ညဉ့်ရွတ်တာအန်စီဆိုတော့လက်မှတ်ထိုးကြတယ်အကုန်လုံးဟိုဆွေးနွေးပွဲလုပ်ကြရပါတော့အဲ့ဒီနောက်ပိုင်းမှာသူကဒီတော်လိုင်းဟိုသူတို့အာနာသိမ်းလိုက်တာကိုသူတို့ကအပြစ်မပြောဘဲနဲ့အာနာသိမ်းမှုကိုလက်မှတ်ခံတဲ့သူကသူတို့ဝိုင်းပြီးတော့တော်လန်နေတဲ့အဖွဲ့တွေကိုသူတို့ကဟိုဘယ်လိုပြောရမလဲ NCA တစ်ဖက်မှာလည်း NCA ညဉ့်ညဉ့်ရညဉ့်ညဉ့်တို့ခေါ်ပြီးတော့တစ်ဖက်မှာလည်းသူကဟိုသူတို့ကိုယ်တိုင်တိုက်ခိုက်ခံနေရရှိတော့သူတို့ပြန်ပြီးတော့တိုက်ခိုက်နေရတာတိုက်ခိုက်ပါတယ်ဆိုတော့အချိုးမျိုးချိုးတာအဲ့လိုမျိုးခါကိုကျွန်တော်တို့သွားသွားမြင်ရတယ် အဲ့တော့နိုင်ငံတော်နိုင်ငံတကာဘယ်လိုပြကြည့်လဲငါတို့ကဟိုဖိတ်ခေါ်တယ်အများတန်းဟိုညဉ့်ညဉ့်ငါတို့ကညဉ့်ညဉ့်လိုလားတယ်လုပ်တယ်ပေါ့နော်အခုပဲစဉ်းစားကြည့်ညဉ့်ညဉ့်ဒါခုနကကိုကိုစီကပြောပါလို့ပဲဆွေးနွေးပွဲလုပ်နေတဲ့တော့ရှောင်းမှာဒီအညာမှာဘုံတွေကျဲနေတာ18ရက်နေ့ရလားမသိဘူးအဲ့ဒီနေ့ဘုံတွေကျဲနေတာအများကြီးပဲတကယ်တမ်းသာသူတို့သာညဉ့်ညဉ့်ရေးကိုတကယ်လိုလားခြင်းတယ်လိုလားရယ်ဆိုလို့ရှိရင်ဒီလိုမျိုးခါတွေကိုဟိုသူတို့ညဉ့်ညဉ့်ဆွေးနွေးပွဲလုပ်နေတဲ့အချိန်ဟိုနှစ်ပတ်လည်နေအခမ်းအနားလုပ်နေတဲ့အချိန်မှာ ဟိုဟာဘုံနေချင်တာဒါမဖြစ်တဲ့နဲ့ကိစ္စရယ်ပေါ့နော်ဟုတ်တယ်လေအမှန်ငယ်ဆိုရင်ဗျာဒီနေ့အထိတ်မှန်နေနဲ့ရက်ထားမယ်ဆိုတော့ဟာမျိုးတို့ဘက်ကကျင်းဝယ်အရာလုပ်မယ်ဆိုတော့လုပ်လို့ရပါတယ်ဒါပေမဲ့လုံးဝမလုပ်ခဲ့ဘူးနောက်တစ်ခုကတိုက်ပွဲဖြစ်လို့ဘုံကျဲတာလားဆိုတော့ပုံစံမျိုးလည်းမဟုတ်ဘူးဒါဘတ်တယ်ဆိုင်ရဲနဲ့မှတိုက်ပွဲဖြစ်လို့ဘုံကျဲတယ်ဆိုတော့ကျွန်တော်တို့ဒါစစ်ပွဲဖြစ်တဲ့ဒါပေမဲ့အခုကတီးတန့်ကိုအဲတို့ရဲ့ဒီခုနဖုံးချောင်းလို့ပြတ်မှတ်တယ်စာသင်ချောင်းလို့ပြတ်မှတ်တယ်ကိုအဖုံးကျဲတိုက်ခိုက်သွားတာလေဒါကျွန်တော်တို့တွေးရတယ်နော်ဟုတ်ကဲ့ဒါကတော့ဒါကျွန်တော်တို့ဒီဘက်မှာဟို NC နှစ်ပတ်လည်းလည်းဖြစ်တဲ့အတွက် NC နှစ်ပတ်သက်ပြီးကျွန်တော်တို့ ဟိုဒါအမြင်ကိုသုံးသပ်ပေးရဖြစ်တယ်ပေါ့နော်အဲဒီရပိုင်းမှာပဲထပ်ပြီးတော့မင်းအောင်လိုင်ကိုယ်တိုင်ပြောခဲ့ရတီချောင်စုကခွဲမထွက်နဲ့ပေါ့နော်အဲ့လိုဟောဒီဒီနေ့မှာဒီနေ့မှာပြောခဲ့ရရှိတယ်အဲ့လိုမျိုးခါလည်းပြောခဲ့အဲ့တော့ခုနကကျွန်တော်တို့အရှိကပြောခဲ့တဲ့ခါကိုပြန်ပြီးခြုံလိုက်မယ်ဆိုလို့ရှိရင်ခုနမင်းတို့ငါပေးတဲ့ Federal မင်းတို့ငါပေးတဲ့ခါပဲငါထိချုံမှုအောက်ကကိုယ်ပိုင်အုပ်ချုပ်မှုပဲမင်းတို့ရမယ်ဆိုတဲ့ပုံစံအောင်ဒါ NCA ကိုဟိုကတ်တစ်ခုနေနဲ့အသုံးပြုပြီးတော့ဒါ main online မျိုးပုံဖော်တယ်လို့ဒါကျွန်တော်အနေနဲ့သုံးသပ်ရရပေါ့နော်နောက်တစ်ခုကတော့ဒါရွေးကောက်ပွဲပေါ့နော် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကောဒီစစ်တပ်ကဘယ်လိုမျိုးအကြံစီစီမံနေလဲဆိုတော့ဒါကိုကြီးကပြောပြပေးပါအောင်ကျွန်တော်သိကြတဲ့ရွေးကောက်ပွဲဆိုတာကတော့ဒါဒီမိုကရေစီကိုအုံမြစ်ထားတယ်ပြည်သူအတန်တွေကိုပုံဖော်တယ်ဒါမှလာတာရွေးကောက်ပွဲဆိုတဲ့အခါကဟိုပြည်ပြည်ပြည်ပဲဖြစ်တာပေါ့နော်လုပ်ပိုင်ခွင့်ရှိတာပေါ့အခုကသူတို့ရှင်ဘယ်ပြည်သူရဲ့အတန်မှလည်းနားမထောင်ဘယ်ဒီမိုကရေစီကိုမှလည်းလာလုံးဝအခြေခံတာရွေးကောက်ပွဲမဟုတ်ဘူးအာနာလက်မလို့ရည်အတွက်အာနာတီမြဲရည်အတွက် နိုင်ငံကိုတတလုံးကြုံပြုဖို့အတွက်ပုံစံသွင်းနေတဲ့ရွေးကောက်ပွဲပုံဖော်မှုလိုပဲဒါကျွန်တော်အနေနဲ့တော့ပြောချင်တယ်အဲ့တော့စစ်တပ်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာဘယ်လိုကြံစီနေလဲဘယ်လိုမျိုးရလဒ်တွေကသူမျှော်မှန်းနေလဲဆိုတော့ဒါအကိုတုံးတက်လို့ပါအဲခုကတော့လက်ရှိနောက်ဆုံးအခြေအနေကတော့ဒါသူစစ်တပ်ထဲမှာတော့သူ့ရဲ့ဂျိုတင်မဲကိစ္စတွေစပြီးလုပ်နေပါပြီယာယီတာဝန်သွားတဲ့စစ်တီတွေသူတို့ရဲ့မဲဆင်းရေးဗမာပါတယ်ဗမာထောက်တယ်ဆိုတဲ့ဟာမျိုးတွေသူတို့လုပ်နေတယ်ပေါ့နော်အဲနောက်တစ်ခုကသူတို့ဟိုကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးကဘာပြောလိုက်လဲဆိုတော့ ွေးကောက်ပွဲကိုယ်စားလှယ်လောင်းနေရတဲ့ဒီစစ်တပ်ကိုဒီရွေမဲဆွဲပွဲမှာစစ်တပ်ကိုဝေဖန်တိုက်ခိုက်လို့ရှိရင်ကိုယ်စားလှယ်လောင်းအဖြစ်ကပယ်ဖြစ်မယ်ဆိုကျွန်တော်ပြောတာရွေးကောက်ပွဲလို့လဲဒီမိုကရေစီရွေးကောက်ပွဲလို့လဲပြောတယ်ဒီမိုကရေစီရွေးကောက်ပွဲမှာမြည်သူကိုမဆိုဝေဖန်ပိုင်ခွင့်ရှိတယ်ဗျာထောက်ပြပိုင်ခွင့်ရှိတယ် စစ်တပ်ဆိုတာပို့ပြီးတော့ထောက်ပြလို့ရတယ်။ဘာကြောင့်လဲစစ်တပ်ဆိုတာ institution ဝန်ထမ်းရန်ရအဖွဲ့တစ်ခု။ဒီဝန်ထမ်းရန်ရအဖွဲ့တစ်ခုကလုံပုံကိုင်းမှမအားနိုင်ပြီဆိုလို့ရှိရင်ဒီပြည်သူတွေရဲ့ကိုယ်စားလှယ်အနေနဲ့ကိုယ်စားလှယ်တွေရပြည်သူတွေရဲ့တင်မြောက်ထားတဲ့ကိုယ်စားလှယ်တွေရထောက်ပြမှာပဲ။ဝေဖန်ပေးရမှာထိန်းကြောင်းရမှာပဲ။အပြန်အလှန်ဒါချန့်ဖန်နဲ့လောက်ရမယ်ကိစ္စပေါ့နော်။ဒါကို စစ်တပ်ကိုလုံးဝမထိပါနဲ့လုံးဝမပြောပါနဲ့ပြောရင်ဆိုတဲ့ဟာတွေကအဲ့မှာတည်းကသူတို့ရဲ့ရွေးကောက်ပွဲနှစ်သာတာသွားပြီပေါ့နော်နောက်တစ်ခါအဲဒီဒီလာတဲ့နေ့မှာထူးခြားတာတော့ဒါမင်းအောင်လိုင်းပေါ့နော်မင်းအောင်လိုင်းဒါပတ်သွားနေတယ်ပေါ့သူကတော့တိုင်ငန်လှည့်လည်နေတာပေါ့နော်ရေမြေရှင်မင်းတွေတိုင်ငန်လှည့်လည်ပြီးတော့ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲသူတို့ဒါဓာပါတွေလှုပ်သွေးဆုံမွေးတွေလှုပ်ပြီးတော့အဲဒါတွေသူတို့လိုက်ပြီးပြောနေတာတွေကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးသူသွားခဲ့တာတော့ကိုကိုကျွန်းပေါ့နော်ကိုကိုကျွန်း ိုကိုကျုံနဲ့နောက်ကိုကိုကျုံကပြန်လာပြီးဘယ်ကိုသွားလဲဆိုတော့ပသိမ်ပေါ့နော်ဒီကိုတို့ကိုကိုကျုံနဲ့ပသိမ်ကဆက်ဆက်မှုတော့ရှိတယ်ဘာကြောင့်ဆက်ဆက်မှုရှိတယ်ဆိုတော့ခုကိုကိုကျုံနဲ့ပတ်သက်ပြီးတော့လေခုအိန္ဒိယမီဒီယာတွေဒီဒီဒီကမ္ဘာမီဒီယာတချို့မှလည်းဒါတချို့သတင်းတွေတက်လာတယ်ဘာတွေ့လဲဆိုတော့ကိုကိုကျုံမှာကတရုတ်ရဲ့အခြေစိုက်စခန်းရှိလာလောက်ထားတယ်ပေါ့နော်ဒီခြေဆိုင်စခန်းအစာအုပ်တွေအများဟုတ်တယ်ဒီအစာအုပ်တွေလင်းဟန်ကာတွေလင်းပြည်လန်းတွေတိုးချဲ့ပြီးစောက်ထားတာတော့မှန်ပါတယ်ဒါပေမဲ့ဒီဟာတွေစောက်ထားတာကဒါက တရုတ်ကဝင်လာပြီးတော့အိန္ဒိယကိုထောက်လန်းဖို့အိန္ဒိယတကယ်တည်းဒါအိန္ဒိယတော့ကလည်းဒါပထဝီနိုင်ငံကြီးအရဆိုးရိမ်စရာပဲပေါ့နော်ဘာလို့ဆိုတော့ကိုကိုကျွန်းနဲ့တဆက်တန်းအန်ဒမန်ကျွန်းဒီပိုပလယာဆိုတဲ့ဟာဒါလေတက်စကန်နေပိုင်းရှိတယ်ပေါ့နော်လေတက်စကန်အကြီးတယ်အမှမျိုးအဲ့ဒါတွေရှိတယ်အဲ့တော့ဒါကတ်နေအဲ့ဒီမှာဒါတရုတ်ကဒါဒီထောက်လန်းရောဒီရေဒါစတေရှင်တွေပိုင်းဒါထောက်လန်းမယ်ဆိုရင်တော့ကျင်းနေတာပေါ့ဒီကဟိုအိန္ဒိယခုနလေတက်စကန်နေပါလေအုတ်စီးမိွားပြီးချက်ချင်းဟိုကောင်းထောက်နိုင်တဲ့နေရာပဲဒါပေမဲ့ကျွန်တော်တို့သေးသလောက်ကတော့တရုတ်က လုတ်တယ်ဆိုတာအထက်ပေါ့နော်ကိုကိုကျုံးမာကကျွန်တော်တို့ဒီလေတက်ကအရင်တုန်းကလေတက်ဆွဲပုံစံမျိုးဖွင့်ဖို့ကိုလုတ်တာကိုကိုကျုံးလေတက်ဆွဲပေါ့နော်အဲအခုလက်ရှိလင်းပြေးလန်းနေလဲပြီးသွားပြီလို့သိရတယ်ဒါပေမဲ့တော့ဒီနောက်ဆုံးဒီမင်းအောင်နိုင်ရဲ့ focal 002တောင်မှအရင်တုန်းက focal ဆင်းလို့မရဘူးပေါ့နော်အခု focal 002ဆိုရလင်းအောင်မှဒါကိုကိုကျုံးကိုနောက်ဆုံးအဲ့လင်းနဲ့သွားဆင်းတာတော့တွေ့ရအဲ့တော့ဒီကိုကိုကျုံးကိုသူသွားတယ်ခုနကပြောလို့လေတက်ကိစ္စတွေပိုင်းနဲ့အပြင်ရွေးကောက်ပွဲနေအနေနဲ့ရောမင်းအောင်နိုင်ကဘယ်လိုမျိုး ကိုကိုကျွန်းတော့ကိုသူဘယ်လိုပုံဖော်မလဲအဓိကတော့ကိုကိုကျွန်းကဗျာတက်မိသားစုဝင်နေပြီပဲဈေးတက်တို့လေတက်တို့ခုနကဒီလုံချုံသွားပြီပဲကြီးတက်အဖွဲတွေပြီးရင်ဝင်နန်းနေဒါပဲရှိတာကျွန်တော်ထင်တယ်2020နဲ့2020ရွေးကောက်ပွဲတော့မှာကိုကိုကျွန်းရဲ့မဲဆန္ဒပေးနိုင်ရလူကြီးက1200ဝန်းကျင်ပဲတည်းဒါဝန်ထမ်းတွေအကုန်လုံးစစ်သားတွေအကုန်လုံးပါမှာအဲ့ဒါကိုမြို့နယ်တစ်ခုအနေနဲ့ကိုယ်စားလှယ်တရားလုပ်တာ ဘလို့ပဲနေနေ तू ကနိုင်မှာပဲဗျာအဲ့တော့ तू ကဘလို့ပဲဒီမဖြစ်မနေနိုင်ရမယ့်နေရာမှာကျင်းစီနိုင်မယ်ဆိုတဲ့နေရာမှာ तू မဖြစ်မနေထည့်ရမယ်သူ့ရဲ့တပည့်ညိုစောကိုဝင်းကြီးကျုံညိုစောကိုလက်ရှိပုဂိုးကျုံကိုယ်တလေဆိုထည့်ကျင်းစီတာတော့အဲနောက်ရုပ်ောက်ရုပ်ောက်ဝယ်ပြီးလို့ရှိရင်ညိုစောက ီလက်ရှိရာထိုးတဲ့မနိုင်တဲ့ရာထိုးနဲ့တော့ပြန်ပါဝင်လာအောင်ပါပဲမဖြစ်မနေဘာလို့ဆိုကိုကိုကျွန်းကမဖြစ်မနေသူဘလိုပဲနေနေဒီ2020ရွေးကောက်ပွဲတုန်းကတော့ကိုကိုကျွန်းကနိုင်ခဲ့တာဆိုတော့လေအဲ့တော့အဲ့လိုပုံစံနဲ့သူခင်းချင်းသွားတာကျွန်တော်တွေ့ရပါတယ်ပြီးတော့ဒါကိုကိုကျွန်းကမင်းအောင်လည်းပြန်ပြီးတော့ပသိမ်ကိုပြန်ပြီးတော့တန်းသွားတယ်ပသိမ်မှာလည်းဒီလိုမျိုးပဲလူတွေရွေးကောက်ပွဲကိစ္စလေးပါတယ်ဒါတွေဒါပါတွေမှာဒါတွေကတော့ထည့်ပြောသွားတာတွေ့ရအဲ့တော့အခုကရွေးကောက်ပွဲရွေးကောက်ပွဲလုပ်ခဲ့တဲ့တက်တန်းတစ်ချက်ဗေနန်ကမှကြည့်လိုက် ီလိုမျိုးအမိတ်အနေနဲ့ဥပဒေအနေနဲ့ကျွန်တော်တို့ဝါလုပ်ထားမှရှိဘူးပေါ့နော်မင်းလက်မင်းမဲဆွဲလို့ရတော့ပုတ်ခတ်လို့လည်းရတယ်ဟိုဒါဘယ်လိုပြောမလဲမဲဆွဲပြီဆိုတဲ့ကကိုကောင်းတာပြောတယ်သူများမကောင်းတာကိုပြောတယ်အဲ့လိုမျိုးသွားကြတာဒါပဲသွားတာလေအခုက तू ကဒီမျိုးအကြောက်တရားနဲ့ပြည်သူတွေကိုတနတ်ထဥပဒေနဲ့ပြရတယ်တနတ်လက်ထောက်ထားတယ်အဲ့လိုမျိုးရွေးကောက်ပွဲလုပ်မဲ့အပြင်ကိုသူ့အနေနဲ့ဒီဆက်တွေရော ဘာလို့လဲသူအကုန်ကြိုတင်ပြင်ဆင်ပြီးတော့လို့ကျွန်တော်တို့တုံးသက်လို့ရရပါတော့ဟုတ်တယ်ဟုတ်တယ်ဒီ yoga ဝယ်မဲဆိုတဲ့ electronic set ဆိုတာကလည်းကျွန်တော်သိသလောက်ကဘယ်အရက်ဖက်ကဘယ်ကုမ္ပဏီဘယ်သူမှကိုင်တာမဟုတ်ဖွင့်နေစစ်တက်ကပဲတာဝန်ယူထားတာအကုန်လုံးနောက်ဆုံးဒီအဲနေဆက်စခန်းတွေပို့နေတာမှာဥပမာမြမလေးချောင်းလို့ဟာလေဒါအရက်ဖက်ရွေးကောက်ပွဲကော်မရှင်လို့ရွေးကောက်ပွဲဆိုတာအရက်ဖက်ဝန်ကြီးဌာနလက်အောက်ခံနေဖြစ်တဲ့အတွက်အမှန်ငယ်ဆိုရင်ဒါအရက်ဖက်မြမလေးချောင်းလို့ပါတော့တုံပြီးပို့အောင်ပါဘောနော်ဒီဆက်ဒါပေမဲ့ အဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့စစ်တပ်လေရင်လည်းပို့တယ်စစ်တပ်ကပဲတည်ပို့ဆောင်ပေးတယ်ဒီဆက်တွေကတော့စစ်တပ်ကပဲထိန်းချုပ်ထားတယ်အဲ့တော့တစ်ဖက်မှာလည်းသူ NCA တစ်ဖက်မှာလည်းရွေးကောက်ပဲအပေါင်းပြီးတော့နှစ်ခုပေါင်းပြီးသုံးတပ်ကမှဆိုရင်တော့ဘယ်လိုပြောရမလဲရွေးကောက်ပဲအောင်မြင်ရွေးကောက်ပဲကိုလည်းထောက်ခံအောင်ငញ្ញာရေးဆွေးနွေးပွဲငញ្ញာရေးနှစ်ပတ်လည်နေကိုသူလုပ်တယ်အဲ့လိုမျိုးပုံစံကိုသူကဇလန်းပုံဖော်နေလို့ဒါကျွန်တော်တို့သွားပြီးတော့ဆက်ဆက်တွေးလို့ရတာပေါ့နော်နိုင်ငံတကာကိုလည်းဒါသူကပြတယ်သူက အဲ့ဒီဒီမိုကရေစီရွေးကောက်ပွဲကိုလည်းသူလှုပ်ပြီးလည်းငြင်းငြင်းယူလည်းသူလှုပ်ပြီးပဲပေါ့နော်ဂျန်နယ်လူတွေမပါဆိုတဲ့ပုံစံမျိုးဂျန်နယ်လူအဲ့တော့ဘီလူဘီလူရောက်တာအကြောက်တရားနဲ့သနတ်ထောက်ခံထားရတဲ့ဥပဒေတွေထုတ်မကျင်တတ်အောင်ကိုထုတ်ဖို့ပြောဆိုပေးမရှိတဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထုတ်ထားတဲ့ဥပဒေချားမှာတော့တော်တော်ကြီးကိုတန်းခံရအောင်ပဲတော်တော်ကြီးကိုဘယ်လိုမျိုးယုံထောက်ဖို့စူးစမ်းအောင်လဲဆိုတာဒါသူတို့အတွက်လည်းဟိုတော်တော်ကြီးစဉ်းစားရမယ်ပေါ့နော် နောက်ထပ်လောက်လို့ရှိရသတင်းကတော့ဒါကြားဖြန့်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီအပိုင်းဒီတပတ်ပိုင်းဒီအပတ်ပိုင်းရက်ပိုင်းတွေမှာဘယ်လိုမျိုးထူးခြားရဖြစ်လဲဆိုတော့ကြားဖြန့်ကြောင်းအသက်ဆုံးရှုံးသွားတဲ့လူငယ်တွေနောက်ပြီးတော့ဒီကမ္ဘောဒီးယားမှာဆိုရင်ဒါတောင်ဟိုကိုရီးယားနိုင်ငံသားတယောက်ဆိုရင် သေသွားတာဟိုရှိရနောက်ပြီးတော့ဒီမြန်မာမှာဆိုလို့ရှိရင်ထိုင်းအလီဝင်လာတဲ့ဘယ်လာရုစ်လာဘယ်လာရုစ်မော်ဒယ်တူလာကြားဖြန့်မှာရောင်းဟိုကြားဖြန့်မှာတွားပြီးတော့နေတဲ့ချိန်မှာဒီကိုရင်းကလီစာရထုတ်ရောင်းခံထုတ်ရောင်းစားခံရရဆိုတဲ့တဲ့တင်တွေဒါထွက်ပေါ်လာဒီကနေ့တက်ဆက်တဲ့တပြိုင်တည်းမှာပဲ ဒါကမှလုံးဝ American ကိုတိုင်ကကြားဖြောင်းဟိုဒီမျိုးတိုက်ဖြတ်ဖို့အတွက်သူတို့မှာဟာပြူပါ plan ဆွဲနေရတဲ့ဟာတွေကိုကြားရတဲ့ပြိုင်နဲ့ဒီမေယောလိုင်ဟာဒီဘယ်လိုပြောမလဲသူ့ရဲ့တပည့် social သူရှိရဲ့ KK pack ကိုဝင်ရောက်စီးနေတဲ့ဆွဲခါအချိန်ကိုက်ထွက်ပေါ်လာတာဒါကျွန်တော်တော့တွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကိုတီကဘယ်လိုမျိုးမြင်လဲသုံးသပ်ပြီးပါ့။အဓိကကဗျာအဲဒီအခုလက်ရှိအမေရိကန်လက်ရှိ Google သမဂ္ဂရဲ့အစိုးရခန်းစာရသလိုရှင်ကြားဖြန့်ဒီ online ငွေလည်မှုကြောင့် ဒါ38ဘီလီယံဆုံးရှုံးတယ်လို့ပြောတယ်ပေါ့နော်။နောက်အမေရိကန်နိုင်ငံတိုင်းတွေ12ဘီလီယံလောက်ဒါဆုံးရှုံးတယ်လို့ပြောတယ်။ဒါကြောင့်မို့လဲအမေရိကန်ကဒီခရစ်တိုငွေကြေးတွေအကုန်လုံးကိုတိမ့်လိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်တယ်။နောက်တစ်ခုကအဲဒီကမ္ဘောဒီးယားနယ်စပ်ကကြားထန့်လုပ်ငန်းတွေကိုအဲ UK ရဲ့အဲတောင်ကိုရီးယားရဲ့ထိုင်းရဲ့အမေရိကန်ရဲ့လေးနိုင်ငံပေါင်းပြီးတော့ဒါကြားဖြန့်စစ်ဆင်ရေးလုပ်တယ်ပေါ့နော်။ဒါတွေလုပ်တဲ့အချိန်မှာ ရှင်းပြရင်ဒါကကမ္ဘောဒီးယားလိုပါလို့အင်ရှင်နိုင်ငံတွေကအတိအကဖိဖိစီစီမလုပ်တဲ့အတွက် ဒါသူတို့ဝင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးအဲ့ဒါကိုမင်းအောင်လိုင်းတို့ကမြင်တဲ့အတွက်အဲ့လိုမျိုးဝင်လာရင်သူတို့တို့လည်းအန်တယ်ရှိတာကြောက်တဲ့အတွက်သူကချက်ချင်းအယောင်ပြဝင်ပြီးတော့ကေကေဘက်ကိုဝင်စည်းပါတယ်ဆိုတဲ့ဟာမျိုးလုတ်ပြတာပေါ့နော်နောက်အဲ့မှာကျွန်တော်တို့သိတာတာကဝင်စည်းတဲ့အချိန်မှာဗျာလက်တော်တို့ဟိုဗာလဲစတားလင်းဆက်ဒါတွေပဲနောက်တစ်ခုကလည်းဒီစတားဒီနေဆက်ဒီမှာအွန်လိုင်းကြားဖြန့်လုပ်ငန်းတွေမှာက starling set တွေကိုအသုံးပြုပြီးတော့လုတ်ပါဆိုတော့တည်င်းတွေကကဘာမှာကြက်ကြက်တောင်တောင်ဖြစ်လာ ဒီအမေရိကန်ကွန်ဂရက်မှာဒါမျိုးလွှတ်တော်မှာထိသူတို့ပြောလာတဲ့အနေအထားမျိုးတွေဒါမျိုးဖြစ်လာတယ်အဲ့ဒီအတွက်ကိုဒါသူတို့ကချိန်ကြိုက်ပဲသူတို့ဘာလို့သူတို့မလုပ်လို့ရှင်ဟိုကဝင်လာမှာကြောက်လို့ချက်ချင်းပဲဘာလို့ဆိုဒီကမ္ဘောဒီးယားမှာလောက်တဲ့ကိစ္စမျိုးကောင်ဂိုရီးယားဟိုက UK တို့ပါလာတဲ့အတွက်အင်တာပိုလ်တို့ပါတို့ကပါလာတာဗျအဲ့တော့ချိန်တည်တယ်သူတို့မလုပ်လို့ရှင်ဟိုကဝင်လာမယ်သူတို့ရှင်အင်တာနိုင်ငံကရက်တက်ဖွဲ့နေပါညှိပြီးသူတို့ brand တို့အကုန်လုံးညှုပ်ရှုပ်ကုန်မှာဆိုတဲ့အတွက်ဒါသူတို့ဥအောင်လောက်တာပေါ့နောက်တစ်ခုကအမေရိကန် အမေရိကန်တို့လည်းလန့်မှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီဗင်နီဇွဲလားမှာတောင်မှသူတို့ကဒီမှုရစေးအကြောင်းပြချက်နဲ့စစ်သင်းမောတွေလှုပ်ပြီးတော့သူအဲ့လိုမျိုးတွေဝင်ပြီးတော့စစ်သင်းမောတွေပါလှုပ်ပြီးတော့ဟိုငါသင်းမောတွေပါဖြက်စီးနှစ်မြုပ်တဲ့အထိလှုပ်ပြီးတာပြားပေးတာ။အဲ့ဒါကိုသူတို့ကခြောက်တဲ့အတွက်ကြိုပြီးခံပြအနေနဲ့ဒါကေကေဘက်ဝင်ဝင်စီးတယ်။ဒါတကယ်တမ်းဘယ်မင်္ဂလာဆိုလို့ဗျာဒီမှာအုပ်ဆောင်နေတဲ့လူတွေဘသူတွေဘသူမှလည်းမဟုတ်ဘူးခုနကဆက်တွေပဲဖမ်းမိသွားတယ်ရောင်ပြပဲပေါ့ပိုဆိုးတာဒီလိုမျိုးတို့ ဝင်စီးမဲ့တဲ့င်းကိုကြိုပြီးတော့တည်သူတို့ကြိုတင်ရုပ်ရှင်ရတာပေါ့နော်ရုပ်ရှင်ရထားတာအဲ့မှာဆိုရင်သူတို့ဝင်မလာခင်နဲ့ရသူတို့ကနှစ်ရက်သုံးရက်လိုရဲသူအဲ့လူတွေသူတို့တခြားနေရကိုချွေပြောင်းပြီးရဆိုပုံနေရောတဲ့င်းနေရောဒါတက်လာရောဒါကျွန်တော်တို့သွားတွေ့ရတယ်အဲ့တော့သူရဲ့ဒီကြားဖြန့်တိုက်ဖြတ်ရေးလို့ခေါ်မဲ့အစားသူကြားဖြန့်ရုပ်ရှင်ပေါ့နော်ကြားဖြန့်ရုပ်ရှင်ပေါ့ဆိုက်ပြလိုက်လို့ဒါကျွန်တော်နေနဲ့ ကြည့်လို့ရတယ်ပေါ့ဒါသိတာပါလေဗျာလူကျွန်တော်တို့တို့တော့တာမန်ကျွန်တော်တို့တော့သိတယ်ဆိုရင်လည်းဟိုအောင်လေးအကုန်သိတာပေါ့ကျွန်တော်ဘာမှသိသိတတ်တာကြီးဘာမှမဟုတ်ရုပ်ရှင်ရိုက်ပြီးအွက်ရွှေပါလေဆိုတာဟိုင်းတမင်သက်သက်လောက်ပြသွားတာဘို့အရင်တော့ကမွေးစေပါနေနေနဲ့မွေးစေပါမေးရှုတယ်ဆိုတဲ့ပုံစံမျိုးလောက်တဲ့အွက်အဲ့ကြားပြန်မှလည်းပြောမှဆိုရင်ဒါကုနိုင်ငံကြီးကလူတွေမို့လို့ဒါဟိုတို့အသက်ဆုံးရှုံးတာတွေကကျွန်တော်တို့ကြားတဲ့လောက်တိတိလေးပဲကြားတာတကယ်တမ်းဘလောက်တောင်မှငရေလိုမျိုးစိုးဝါနေလဲဆိုတာကျွန်တော်မသိနိုင်ဘူးတကယ်တိုက်ဖြတ်ဖို့ဆိုလို့ရှိရင်တော့ ဂျင်းစရာတခုကတော့ဒါ socket သူရဲ့ KK pad တခုလည်းမဟုတ်ဘူးနောက်ပြီးတော့ main online ကိုတိုင်မှာဒါသူတို့ကိုတိုင်ခွင့်ပြုချက်နဲ့လုပ်နေရဆိုပုံစံမှာတော်ပြုံမြင်ရရပါတော့။မြင်ရတယ်ပေါ့နော်။ဒါပြည်တွင်းထဲမှာလည်းရန်ကုန်မြို့လိုနေရာမျိုးမှာတော့မှာထားရရှိတယ်။အားလိုက်သားမှာဆိုပေါ့အဲ့လိုကြားဖြတ်နေတရုတ်ကုမ္ပဏီမှာအများကြီးပဲ။ဟုတ်တယ်ဟုတ်တယ်။အဲ့လိုမျိုး။အဲ့တော့ဒါကဘယ်လိုမျိုးဆက်ပြီးတော့ခြင်တွင်မလဲကြားဖြတ်အောင်ဘယ်လိုမျိုးမင်းအွန်လိုင်းဘယ်လိုမျိုးရုပ်ရှင်ဆက်ရိုက်မလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်။ဟုတ်ဟုတ်ဟုတ်ကဲ့။ဟုတ်ကဲ့ဒါအခုကျွန်တော်ဒီဘက်မှာတော့ တလို့ရှိကြဖြစ်ခဲ့တဲ့သတင်းတွေကိုကြာကျွန်တော်တုံးသက်သွားတာဖြစ်ပါတယ်။နောက်တစ်ပတ်ဒီမှာလည်းဘယ်လိုမျိုးသတင်းတွေနဲ့အတူပြန်လာမလဲဆိုတာကိုစောင့်မျှော်ပေးပါဦးခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။